်မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါရမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မလေးရှားနိုင်ငံသားရွေးဝင်ကြီးဖြစ်ပြတ်သားသားပြောပြီးမလေးရှားနိုင်ငံသားရွေးဝင်ကြီးမိုဟာမက်ဟာဆန်သည်၎င်း၏အောက်တိုဘာ9ရက်ခီးစဉ်နှင့်ပတ်သက်ပြီးအာဆီယံဥက္ကဋ္ဌအဖြစ်၎င်း၏သဘောထားကိုသတင်းထောက်များကိုထုတ်ဖော်ပြောဆိုလာခဲ့သည်ထို့သောပြောဆိုရာတွင်ယုံကြည်လောက်သောမြန်မာရွေးကောက်ပွဲဖြစ်ဖို့အ ਨੇ စုံပြည့်မီရမည်စံနှုန်းများကိုတတ်မှတ်လာခဲ့သည်၎င်းကလွတ်လပ်ပြီးတရားမျှတရမည် ချင်းသားမြင်သားရှိပြီးယုံကြည်ရလောက်သည့်အနေအထားရှိရမည်။နိုင်ငံရေးပါတီအားလုံးသက်ဆိုင်သူများအားလုံးပါဝင်ပြီးနိုင်ငံတော်ဝန်လုံးတွင်ကျင်းပသွားနိုင်ရမည်ဟုပြောဆိုခဲ့သည်။အဖွဲ့ဝင်မြည်သည့်နိုင်ငံကားများထိုကိစ္စကိုတတိတခြားဆုံးဖြတ်၍မရဟုဟာဆန်ကအလေးအနက်ထုတ်ဖော်ပြောဆိုသွားခဲ့သည်။အားလုံးဝိုင်းဝန်းဆုံးဖြတ်နိုင်ရန်မေအောင်လိုင်ဤတောင်းဆိုမှုကိုအာဆီယံအစည်းအဝေးတွင်တင်ပြသွားမည်ဟုဆိုသည်။ လက်ရှိအနေအထားတွင်အလုံးကအလွန်အကျွံစိုးရိမ်မှုများရှိနေ၍အာဆီယံမှလေ့လာသူများဆေးလွှတ်မှုအရေးသဘောတူကွယ်မရှိဟုမျှော်လင့်ရကြောင်းလည်းသတင်းထောက်များကိုပြောဆိုသွားခဲ့သည်ထူးထူးတာမန်ခီးစဉ်တစ်ခုသည် AACC ပြီးသွားရမည်ဖြစ်တော့လေတန်တမန်ထုံတန်းကိုဖောက်ပြက်ကောင်မပြောသင့်သည်များကိုပြောဆိုခဲ့ခြင်းကြောင့်ခိုးလေးတကြောကြောဖြစ်သွားခဲ့ရသည်စေုပ်စုမှာခါဆန်ဤခီးစဉ်ကို ခုတုံးလုတ်ကမလေးရှားမှလေးလာသူများစေလွတ်မည်ဟု၎င်းတို့အားတရားဝင်ဖြစ်လာသည်ဟုကလိန်ကကြစ်ဝါရဖြန့်ပြောဆိုခဲ့ပြီးဟာဆန်တာမကန်အာဆီယံအဖို့အတော်ကြီးထိခိုက်နေနာသွားခဲ့ရသည်မြမအရေးအထူးအကြံပေးကောင်စီ၏ညင်ညာချက်တွင်အာဆီယံသည်၎င်းတို့၏အချက်၅ချက်မအောင်မြင်သည်ကိုဝန်ခံရတော့မည်ဖြစ်ပြီးရွေးကောက်ပွဲကိုလည်းပြက်ပြက်သားသားပိတ်ချရမည်ဖြစ်သည်ဟုဆိုသည်ထို့သောမဟုတ်ကမြန်မာပြည်သူများအပေါ်ရရက်ဆက်ဆက်တစ္ဆာဖောက်တယ်လို့ဖြစ်သွားမိအပြင်ဒေတာရင်းထွက်ပေါ်လာသည့်အာနာရှင်စနစ်ကိုစုလက်များကြီးမြင့်တယ်လို့ဖြစ်သွားလိမ့်မည်ဟုပါရှိခဲ့သည် လက်ရှိတွင်အာဆီယံသည်စေုပ်စု၏အခွင့်အရာတိုင်းလှည့်စားပြီးအရှက်ရအောင်ပြုလုပ်ခံခဲ့ရသည့်ကြီးတာဖြစ်သည်အာဆီယံ၏ကြာဆုံးမှုကြောင့်လက်တွေ့ဖြစ်လာနေရသည့်ကအရက်သားထောင်ပေါင်းများစွာတက်ဖြတ်ခံခဲ့ရခြင်းနိုင်ငံရေးအရဥဆောင်ဥရွက်ပြုရမည်အရေးကိုမလုံနိုင်၍ပြင်ပနိုင်ငံများကဝင်ရောက်ပတ်သက်လာသည့်ကိုခွင့်ပြုလိုက်ရခြင်းနိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများမှုလိုပေါက်လာခြင်းအခွင့်ဝင်နိုင်ငံများအခြားအာဏာသိမ်းဖို့မီးစိမ်းပြသလိုဖြစ်လာစေသည့်ဇဝါတော်အကျိုးဆက်များဖြစ်လာခဲ့သည်ဟုထောက်ပြသွားခဲ့သည်စေအုပ်စုသည်ရဲတင်းလာပြီး၎င်းတို့အပေါ် ညီသူမျှအေးမယူနိုင်ဟုဆိုကာအရက်သားများကိုပြစ်မှတ်ထားတက်ဖြတ်လာပြီးသတင်းကျုပ်မီထုံပွဲအလစ်တဲတဲ့ကိုပင်ပါရာဂလိုက်တာမှဘုံချတိုက်ခိုက်ရဲသည့်အထိလရဲဆက်ရဲဖြစ်လာကြသည်ဟုဆိုသည်အာဆီယံသည်ထိုရေးကိုဖြေရှင်းရန်ကြံရှိနေသည်နောက်ဆုံးအခွင့်အရေးကိုလက်လွတ်မခံသင့်ပထမဆုံးလာမယ့်ရွေးကောက်ပွဲကိုပြက်ပြက်သားသားဆန့်ကျင်ပြီးပြည်သူများပါဝင်ပတ်သက်ခြင်းမရှိရန်ဒုတိယအနေဖြင့်စစ်ကောင်းဆောင်များကိုအစင်းမြင့်စည်းဝေးများတက်ရောက်ရန်တားမြစ်ချမှုကိုအခြားသောအစည်းအဝေးများကိုပါနီတိကိုယ်စားလှယ်မှတက်ရောက်ခွင့်မပြုဘဲဒဏ်ခတ်ထားရန် တတိယအချက်အဖြစ်လာမယ့်48ကြိမ်မြောက်အာဆီယံညီလာခံတွင်မြမအရေးအပြီးအပြတ်ဖြစ်ရှင်းနိုင်ပြီးမဟာဗျူဟာအသစ်ချမှတ်ရန်တို့ဖြစ်သည်ဟုအကြံပြုတင်ပြသွားသည်ထိုဗျူဟာများတဲ့တွင်အထူးသဖြင့်လေကြောင်းတိုက်ခိုက်မှုများလုံးဝရပ်ဆိုင်းသွားအောင်ဖန်တမန်ရေးအရာတိုးမြင့်ဆောင်ရွက်သွားရမည် NUG CRPH NUCC နှင့် EAO များနှင့်တွဲဆုံဆွေးနွေးနိုင်ပြီးအာဆီယံပလက်ဖောင်းတစ်ခုတည်ဆောက်သွားရန်နိုင်ငံတွင်ကျူးလွန်ထားသောရာဇဝတ်မှုများအတွက်တာဝန်ခံလာစေမည့်အဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်ရန်တို့ပါရှိသင့်သည်ဟုဆိုသည် မြန်မာပြည်သူများအနေဖြင့်စွန့်ပြစ်ခံရသည်ဟုခံစားနေကြရသည့်အတွက်အာဆီယံအနေဖြင့်မြန်မာနိုင်ငံနှင့်အာဆီယံကိုယ်တိုင်အပေါ်နှစ်ပေါင်းများစွာကပြက်ကွက်ခဲ့မှုကြောင့်ထိခိုက်နစ်နာခဲ့ရမှုများကိုပြန်လည်ပြင်ဆင်ရန်ညှော်လင့်ပါကယခုချက်ချင်းအရေးယူဆောင်ရွက်ရမည်ဖြစ်သည်မဟုတ်ပါကအာဆီယံသည်မြန်မာပြည်သူများကိုမိတို့ရင်ဆိုင်မည်ဟုကြေညာချက်အစုံတွင်မေးခွန်းထုတ်ထားသည်အာဆီယံအနေဖြင့်မိတို့မြချားနေမူဝါဒအကျင့်သုံးရမဖြစ်တော့ ထို့သူဆက်၍လုပ်နေပါက၎င်းတို့အဖွဲ့အစည်းသည်ကဘာကြီးအတွက်အရေးမပါသောကိစ္စများကိုသာသဘောထားတိုက်ဆိုင်ကြသည်အတင်းကြီးဟုယူဆကာယုံကြည်မှုကြဆင်းသွားတော်မူဖြစ်သည်မြန်အောင်လိုင်းပြည်တွင်းတွင်မိတို့ပင်တက်ဖြတ်နေစီကမူအာဆီယံအနေဖြင့်ဆက်ဆံရေးထိန်းသိမ်းထားနိုင်ဖို့အရေးကြီးသည့်သဘောယူဆစရာဖြစ်လာနိုင်လေသည်တရုတ်မှအာဆီယံမှထောက်ခံလာမည်ဟုသောမျှော်လင့်ချက်ဖြင့်ဒေါ်လာ3ဘီလီယံအကူအညီပေးမည်ဟုမှတ်လုံးပေးကာလောက်ခိုင်းထားသောရွေးကောက်ပွဲအတွက်မျှော်လင့်ချက်မေးမိန်လာပြီဖြစ်သည် လန်ဒန်ထုတ်ဂါရီယန်သတင်းစာကြီးကပင်ချာလီချက်ပလင်ဇက်ရုပ်လိုကြည်ရသည်မှာရေစရာကောင်းလောက်အောင်စူးတစိတ်များစွာချိတ်ထားသောမင်းအောင်လိုင်းတို့အပွဲသည်အပေတို့များတရားဝင်သည့်အစိုးရဖြစ်လာနိုင်မည်မည်ဟုမေးခွန်းထုတ်ထားသည် ပြည်သူတို့ဤတရားတော်စစ်မှုချအောင်ရမည်ဆလပီအကြံဖတ်မှုပုံမှုကျူးလွန်လာနိုင်လို့စစ်ကောင်စီလေးချောင်းရန်တတိထားဖို့ထိခိုက်ဆုံးရှုံးနေရသူတွေဝိုင်းကူဖို့တောင်းပြီကောင်စီတိုက်တွန်းနေဆိုတဲ့တဲ့တင်ကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ် အာနာသိန်းစစ်ကောင်စီတပ်ကအကြမ်းဖက်မှုတွေပုံမှုပြင်းထန်စွာပြုလုပ်လာနိုင်တာကြောင့်ပြည်သူတွေအနေနဲ့လေကြောင်းရန်တတိပြုဖို့တောင်ပြည်ကောင်စီ TLC ကနှိုးစော်တိုက်တွန်းချက်ထုတ်ပြန်လိုက်ပါတယ်။တောင်တက်မရော PSLF TNL နဲ့တောင်နိုင်ငံရေးပါတီတောင်အရက်ဖက်အဖွဲ့တွေပါဝင်စုဖွဲ့ထားတဲ့ TLC ကအောက်တိုဘာ14ရက်မှာနှိုးစော်တိုက်တွန်းချက်တရက်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။စစ်ကောင်စီတပ်ဟာလူမှုကိုအဓိကပြစ်မှတ်ထားကဘုံကျဲတိုက်ခိုက်မှုနဲ့အကြမ်းဖက်ကျူးလွန်နေမှုများပုံမှုပြင်းထန်လာနိုင်တဲ့အခြေအနေတွေတွေ့မြင်နေရတယ်လို့ဖော်ပြပါတယ်။ ။ဒါကြောင့်လူမှုအနေနဲ့လေကြောင်းအနေရကိုရှောင်ရှားသွားလာကြဖို့နဲ့ဘေးကင်းလုံခြုံတဲ့နေရာတွေစီကိုတတိဝရိယနဲ့အထူးတတိပြုနေထိုင်စီလို့ကြောင်းနှိုးဆော်ထားသလိုနိုင်ငံရေးနဲ့စီးရေးအခြေအနေအခက်အခဲတွေကြောင့်ထိခိုက်ဆုံးရှုံးမှုတွေနှင်းနာမှုတွေခံစားနေရတဲ့လူမှုကိုပြည်တွင်းပြည်ပအဖွဲ့အစည်းဖြစ်စီတအူးချင်းဖြစ်စီလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေဝိုင်းဝန်းကူညီပံ့ပိုးပေးကြဖို့တိုက်တွန်းထားတာပါ စစ်ကောင်စီဟာတနင်္ဂနွေလုံးမှာအများပြည်သူနေထိုင်ရာနေရာတွေကိုရည်ရွယ်ချက်ရှိရှိလေကြောင်းဖုံးကျဲတိုက်ခိုက်တာလက်နက်ကြီးနဲ့ပစ်ခတ်တာအဆက်မပြတ်ကျူးလွန်နေကြ။စက်တင်ဘာလကနေအောက်တိုဘာလဒုတိယပတ်အတွင်းကြောင်မဲတီဘောနံမတူမိုးကုံမိုးမိန်မိုင်းကောမိုင်းလုံးနန်းဆန်နေမန်တုံမြို့နယ်တွေကပြည်သူလူထုနေထိုင်ရာနေရာတွေကိုလေကြောင်းဖုံးကျဲတိုက်ခိုက်ခဲ့လို့ကလေးငယ်တွေအပါအဝင်ပြည်သူတွေတေဆုံးထိခိုက်ခဲ့ရပြီးနေအိမ်စတင်ကြောင်းနဲ့ဘာသာရေးအဆောက်အအုံတွေထိခိုက်ပျက်စီးခဲ့ရတယ်လို့လည်းအသိပေးပြီးဆစ်ဆောင်ပြည်သူတွေလည်းအခက်အခဲများစွာကြုံတွေ့နေရတယ်လို့ TLC ကထုတ်ပြန်ပါတယ် TLC ရဲ့ထုတ်ပြန်ချက်တွေအရစီကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်အော်တိုဘာလောက်ဝက်အတွင်းတအောင်းဒေသရှိပြည်သူ30ခန်းအသက်ဆုံးရှုံးခဲ့ရတယ်လို့30ကျော်ဒဏ်ရာရရှိထားပါတယ်ဆလပီရန်ကုန်မှာပြန်ကျစီနဲ့စီကမ်းပဲဆိုင်တွေမမြင်ချင်းဘူးဆိုတဲ့မြင်အောင်လိုက်အမိန်ချောင်းယာယီစီးတွေဆိုင်ကမ်းတွေအလုံးဖြတ်သိမ်းခံရရတဲ့ဆိုတဲ့တဲ့ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ် ရှမ်းကုန်းမှာပြန်ကျစီတွေနဲ့စီကမ်းမဲ့ဆိုင်တွေလမ်းဘေးဝဲရမှာခေါင်းပြက်ပြက်တိုးစီးတဲ့တွေမမြင်ချင်ဘူးဆိုတဲ့မင်းအောင်လိုင်ရဲ့အမိန့်ကြောင့်ယာယီစီတွေပြန်ကျစီတွေနဲ့လမ်းဘေးဝဲရကဆိုင်တွေကိုဒီအပိုင်းအတွင်စစ်တပ်နဲ့စီပင်ကလိုက်လံဖျက်သိမ်းနေပါတယ်အော်တိုဘားလဆယ်ရည်နှစ်ရန်ကုန်မြို့တလားစီမံကိန်းနဲ့တကုံမြို့တစ်တောင်ပိုင်းစစ်မှုရန်ဟောင်းအင်ယာကုံမုတ်ဆိုးမအင်ယာတိဆောက်ရေးလာရောက်စစ်ဆေးထားတဲ့မင်းအောင်လိုင်ကအပြင်မှာသင်ငန်းကျုံတာမွေတာကီတာဖဟန်တကုံနဲ့ကမာယုမြို့နယ်တွေကိုကားနဲ့လှည့်ပတ်ကြည့်ရှုပါတယ် အဲ့ဒီလိုကြည့်ရှုရင်မင်းအောင်လိုင်ကလမ်းဘေးဝဲရမှာပြန်ကျစီတွေခေါင်းရွက်ပြတ်တို့ဈေးတဲ့တွေနဲ့ဆိုင်ကန်းတွေကြောင့်မျိုးရဲ့အလားပါကိုအကြီးတန်းစီတာကြောင့်စက်မဲ့ဆောင်ရွက်ဖို့နဲ့နောက်တစ်ခါတူလာတဲ့အခါမမြင်ချင်ဘူးလို့ထုတ်ဖော်ပြောဆိုသွားပါတယ်။အဲ့ဒီပြောဆိုမှုကြောင့်အော်တိုဘာလ17ရက်နေ့ကစပြီးရန်ကုန်မှာလမ်းဘေးဝဲရဆိုင်ကန်းတွေပြန်ကျစီတွေယာယီဈေးတွေကိုအလုံးကြီးနဲ့စစ်တပ်နဲ့စီပင်ကဖျက်သိမ်းလာပါတယ်။ဒါပြင်အိမ်နဲ့ဆိုင်တွဲထားတဲ့ဈေးဆိုင်ကန်းတွေတိုက်မြင်ကြီးတက်မှာဖွင့်လှစ်ထားတဲ့ဆိုင်ကန်းတွေကိုလည်းအဖီတွေဖျက်ချကောင် လမ်းနဲ့နမိတ်နဲ့မလွတ်တဲ့ဆိုင်တွေကိုဖျက်ခိုင်းတာလှုပ်ဆောင်လာပါတယ်။မင်းအောင်လိုင်အမင်းကျောင်းတောင်မွေကျက်ပေးစီမှပြန်ချဆိုင်ကန်းတွေတောင်မွေစီအရှိမရှိနေတဲ့လမ်းဘေးဆိုင်တန်းတွေစီပင်းနဲ့စစ်တပ်ကဖျက်သိမ်းနေတယ်လို့ရက်ကွက်အတွင်းမှာဖွင့်လှစ်နေတဲ့ပြန်ချဈေးတွေကိုလည်းစစ်တပ်နဲ့ရက်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေကဖျက်သိမ်းတာတွေလှုပ်ဆောင်လာပါတယ်။အော်တိုဘားလ၁၄ရက်နေ့မှာတော့တင်ငန်ကျုံမြို့နယ်ပြည်တော်စုဂုံကျော်တရာအစင်းမှာရှိတဲ့ပန်စီတန်းဆိုင်ကန်းတွေအားလုံးကိုစစ်တပ်နဲ့စီပင်းကလာရောက်ဖျက်သိမ်းခိုင်းပြီးမဖျက်တဲ့ဆိုင်တွေကိုဘူဒိုစာနဲ့ထိုးချဖျက်ဆီးမယ်လို့ချိန်ချောက်ပါတယ်။ လာတလောရန်ကုန်စီပင်တရင်ရှိမြေအချို့ရဲ့အဆိုအရရန်ကုန်တမျိုးလုံးမှာရှိတဲ့ဆိုင်ကန်တွေကြံချဈေးတွေနဲ့ယာယီဈေးတွေအားလုံးကိုစီမံချက်နဲ့ဖြတ်သိမ်းနေတာဖြစ်ပြီးခွင့်ပြုချက်မရှိဘဲဈေးရောက်ရင်ထောင်နှံချမှတ်တဲ့အခြေအရေးယူသွားမယ်လို့ဆိုပါတယ်စီပင်ကသတ်မှတ်နေရမှာမရောက်တဲ့ဈေးဆိုင်ကန်တွေကိုပညာပေးကာလသတ်မှတ်ပြီးဖြတ်သိမ်းနေပါတယ်ပညာပေးကာလကျော်ရင်တော့စီကမ်းမဲ့ဆိုင်ကန်တွေကိုကြံချဈေးတွေကိုဖမ်းဆီးမှာဖြစ်ပါတယ် စီပင်ဥပဒေအရတော့ဒဏ်ရိုက်နိုင်တယ်လို့ထောက်နန်းလေးချမှတ်လို့ရပါတယ်လို့ရန်ကုန်စီပင်သတင်းရှင်းမြစ်ကဆိုပါတယ်